ခုကျွန်တော်ပြောပြချင်တာကတော့လူနီတစေလို့ခေါ်တဲ့တောလူအကြောင်းပဲဖြစ်ပါတယ်ဒီလူနီတစေကတတော်များများလဲကြုံမှုတဲ့လူတွေလည်းရှိပါတယ်တချို့ကလည်းဒါကိုမှန်စာလို့လည်းခေါ်ကြတယ်မှန်စာလို့လည်းခေါ်ကြတယ်အဲလူနီတစေလို့လည်းခေါ်ကြတယ်ဒါပေမဲ့မှင်စာကတခါကလေးကြာလို့ရှိရင်လူလို့မဟုတ်ပဲနဲ့ကြောင်ကလေးလို့ ဖြစ်ပြီးတော့လူတွေကိုပတ်ပြီးတော့၆တယ်လို့လည်းကြားဘူးတယ်ဒါပေမဲ့ကျွန်တော်တို့တွေ့တဲ့လူနီ30ရတော့သူ့မှင်စာလို့ပဲခေါ်ရမလားဘယ်လိုခေါ်ရမလဲတော့ကျွန်တော်တို့လည်းမပြောတတ်ဘူးကျွန်တော်အသက်17နှစ်သားမှာကျွန်တော်တို့နေမှာအခုလက်ရှိနေတဲ့ခြံကိုကျွန်တော်တို့စပြောင်းတယ်ပြောင်းတဲ့အခါကျတော့ကျွန်တော်တို့ခြံကလည်းခြံလွတ်ကြီးဖြစ်တယ်လို့ကျွန်တော်တို့ခြံရဲ့ခေါင်းရင်းခြံလည်းခြံလွတ်ကြီး ကျွန်တော်တို့ခြံရဲ့ရှိတဲ့တဲ့ကခြံနှစ်ခြံကလည်းခြံလွတ်တယ်။အဲရှိတဲ့တဲ့ကခြံနှစ်ခြံမှာမှတစ်ခြံကအောင်လန်းဆရာကြီးတယောက်နေသွားတယ်နေသွားပြီးတော့ဒီအောင်လန်းဆရာကြီးကတရေတွေမွေးပြီးတော့ခိုင်းစားတယ်ခိုင်းစားပြီးတော့ဆရာကြီးကိုသူမွေးထားတဲ့တရေရပဲပြန်ပြီးတော့တတ်လိုက်တယ်ဆိုတော့နာမည်တယ်ထွက်နေတဲ့အတွက်ကျွန်တော်တို့ခြံနဲ့ခြံပတ်ဝန်းကျင်ကအရန်ကိုကြောက်ဖို့ကောင်းတဲ့စီရင်နေမှာပါတယ်အဲ့တော့ ိုးခေတုန်းကညဘက်သွားလာတဲ့လူတွေဗီဒီယိုယုံခစ်ပေါ့နော်ဗီဒီယိုယုံဗီဒီယိုစကားလာကြည့်တဲ့လူတွေကပြန်လို့ရှင်ကျွန်တော်တို့ခြံရှိရကျွန်တော်တို့ခြံပံဝဲနေရတယ်တယောက်တည်းမပြန်ရင်ကြောင်းမပြန်ရင်ပဲနဲ့သူတို့ပြန်ရင်လဲအုပ်စုလိုက်3-4ယောက်လက်တွဲပြီးတော့တစ်ချက်နဲ့អော်ဆိုပြီးတော့ပြေးကြတာကျွန်တော်တို့ခြံရှိရအောင်အဲ့တော့ကျွန်တော်တို့လည်းဒီခြံကြီးဘာလို့ဝယ်လိုက်တာလဲဒီခြံကအတားတည်းရဲ့6တဲ့ခြံ ဘလို့မှဘသူမှမနေရတာဒီနားကဖြတ်သွားတာ ਨੇ ဘလို့၆တုံးဆိုတော့တရက်တိတိလေးတကောင်ရှိတယ်အဲ့တတောင်တတာလောက်ရှိတယ်စပင်ကဖွာလာနဲ့အရက်ကိုအရက်ကအရက်နဲ့စပင်တရက်လူတရက်ပဲမျက်နှာလေးကနီနီရဲရဲလေး ਨੇ အဲ့ဒါတွေးတဲ့လူကိုတခါလေးအဝတ်တွေပါနေစောင့်ဆွဲရင်စောင့်ဆွဲတာတခါလေးအဲ့လိုမျိုး तू ကအနာနေပြီးတော့တဲတွေပါနေကောက်ပတ်ချင်ပတ်တာခါလေးအိုက်ချန်လာမှာညက်နေဆောင်ထိုင်နေအောင်စပင်မွေးလာစောင့်ဆွဲရင်ဆွဲတာ အသေးရအဲ့လောက်ထိ6သလားပေါ့ဒါကြောင့်လူတွေကချက်ကားပြီးတော့ပဲပြောသလားပေါ့နော်အသေးရသူပြောတယ်တည်ရ6ပုံ6နေရလေတော်တော်စူးစူးဆန်းဆန်းနေနော်ဒီတည်ရအရန်ကိုသူကအတင့်ရဲတဲ့သဘောမျိုးပေါ့နော်ဒါပေမဲ့မေးလိုက်တိုင်းဒီတည်ရ6ခံမှုတဲ့လူတွေကအယောက်၄50မကောက်သို့တော့ကျွန်တော်တို့ကကျွန်တော်ငါးရန်နှစ်မှာပေါ့နော်အဲ့ ဆယ်နှစ်ဆက်တက်နှစ်မှာကျွန်တော်ဒီခြံအောင်ရောက်တာကျွန်တော်အသက်ဟိုအားလောက်ထိပေါ့73နှစ်သားလောက်ကြာတော့မှာကျွန်တော်ညီငယ်ကောင်ကဒီကောင်းရဲ့အဲ့ခြံလွတ်ကြီးမှာပေါ့နော်ခြံလွတ်ကြီးမှာရေသွားခတ်တာရေခတ်တယ်ဆိုတာမင်းကဆွန့်ချက်ဖို့အတွက်ရေလိုလို့အမေကနေမင်းက၄နာရီလောက်လတာတာနဲ့အဲ့ရေပုံးရေရေတွင်းကလည်းတိမ်တိမ်လေးဗျရေတွင်းကလည်းအရှင်းဆုံးပြောရရင်ဒီမိုးရင်းဆိုလို့ရှိရင် ူကကျိုးလေး2000 3000နဲ့ဆွဲတင်လို့ရတယ်သူရိုးရိုးအိမ်ကရေတိုင်ကြီးရရေလှန့်ခတ်တယ်လို့ပဲရေရွှဲကလည်းရေအများတန်းပြည့်နေတော့အဲ့ဒါရေပုံးကျိုးတူတူလေးနဲ့ရေလေးတစ်ပုံးသွားဆွဲခိုင်းတာအဲ့ဒီအချိန်မှာခုနအဲ့လူနီတရေကရေရွှဲနဲ့ကနေခုန်တက်လာပြီးကျွန်တော်ညီရဲ့ရေရေပုံးကျိုးကိုစောင့်ဆွဲပြီးယူတာယူလဲယူရောတခါတည်းကျွန်တော်ညီလည်းအဲ့ရေပုံးလွှတ်ချထားခဲ့ပြီးတော့အိမ်ရောက်ထွက်ပြေးလာပြီးအော်အဲ့ပြီးတော်တော်နဲ့ဟိုတော်တော်နဲ့ဟိုစကမေးမရဘူးအဲ့လိုကြောက်လာတာ ဲ့တော့အဲသူစတွေ့ပြီဟာလူနေတဲ့အဲ့လိုလားပေါ့အဲကိုအိမ်ရမိသားစုကဒီကောင်စတွေ့ခြင်းမယ်နောက်တော့ကျွန်တော်ဆယ်ရက်နှစ်ပေါ့ကျွန်တော်ဆယ်ရက်နှစ်မိသားစုကပွဲသွားကြည့်ကြတာပွဲသွားကြည့်တဲ့အခါကျတော့သူတို့တော့ပွဲမှာထားခဲ့ပြီကျွန်တော်ကတော့စာကြက်ဖို့ဆိုပြီးအိမ်ပြန်လာပေါ့နော်မှတ်မှတ်ရရနတော်လာပြင်းနေလာကြီးကလည်းတားလို့ကျွန်တော်ကတံမီးလေးနဲ့ပြန်လာပြန်လဲပြန်လာအဲ့ခေါင်းကြီးခြံနေကနေဖြတ်ပြန်အဲ့ခြံနေကနေဖြတ်လဲပြန်အောင် ီကောင်ကတခါတည်းအဲ့လိုပဲကျွန်တော်ကမစတွေ့ဘူးလားရက်နှစ်ပေလောက်ရှိတယ်စပင်ကမြေကြီးပေါ်တိုက်မျက်နှာလေးကရဲဆက်နေတာပဲရဲဆက်နေပြီးတော့ဝက်စားလည်းမပါဘူးပေါ့လေအထီးမှန်အမှမှန်လည်းမသိဘူးမျက်နှာရုပ်ဆိုးဆိုးလေးနဲ့အဲ့ဒါကျွန်တော်ကိုပတ်ပတ်ပြီးတော့ခုံတာခုံဂျာလဲပတ်လဲပတ်ပြီးတော့ပြေးလက်ခနဲ့လက်ခနဲ့ပြေးပတ်ပြီးခုံတာကျွန်တော်လည်းအဲ့ဒါကြောက်ကန်ကန်ပြီးတော့နေရမြေကြီးကနဲ့ကောက်ထုတာမြေကြီးကနဲ့ကောက်ထုဘလို့ထုထုမထီဘူးဒီကောင်မြန်တယ် ညာတော့နောက်ဆုံးကြတော့ဂျာဂူနာကတော့ကဲဒီကောင်တရေတွေပါလိလာသေးနေပိုင်းတရေကြောက်တယ်ဆိုတော့ကျွန်တော်လည်းမထူးတော့ဘူးအဲ့ဒါဒီကောင်အနားလည်းကတ်လာအောင်သေးနေတော့ပန်းတာအဲ့မှဒီကောင်ထွက်ပြေးတော့တာဒီကောင်ထွက်ပြေးပြောက်သွားပျောက်သွားတော့ဟာဒီကောင်ဒုတိယချိန်မြင်ဘူးပြီပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့အိမ်ကဒီတရေကိုဒီလူနီတရေကိုနှစ်ချိန်မြင်ဘူးပြီဆိုတော့မှအဲ့ဒါအချောက်ခံမှုတဲ့လူတွေကပြောပြတာအဒီကျွန်တော်တို့ခေါင်းရင်းခြံထဲမှာက နဂိုအင်ရှင်တွေကအိမ်ကြီးမှာထားပစ်ခဲ့တာပေါ့နော်အဲ့တော့အိမ်အလွတ်ကြီးမှာတချို့သူတို့ကလည်းနဂိုတွေကဒီဝက်ကုံတွေပွဲသားတွေဆိုတော့အဲသူတို့နဲ့ပတ်သက်ခဲ့မှုတဲ့လူတွေကသူတို့ဝက်တွေပါတွေနေကိုရောင်းတာတို့ယထာတန်တာတို့အညာဆိုရင်ဒီယထာမတန်ငင်တို့မရောင်းငင်တို့ဆိုဝက်တွေကိုအစာကျွေးတာတို့ဒီအောက်မှာလူတွေနဲ့ဝက်နဲ့လာတဲတာတို့ခါလေတခြားရွာတွေကနေပြီးတော့တဲလာပြီးတော့အိမ်မပြန်ပြစ်လို့ဒီအောက်မှာတဲတာဆိုဒီ အင်းဟောင်းကြီးအောက်မှာလာလာအိတ်ကြီးဝက်တွေပါလေကျိုးချီဆာလာကျွေးကြအဲ့အချိန်ကြလို့ရှင်အဲဝက်တွေကိုကျိုးဖြီးပြီးလွှတ်တာတို့ဒီကောင်ကပြီးရင်အိတ်နေတဲ့လူကိုသဘင်ကနေဆွဲထူတာတို့ကျောကုန်းကိုဗျံကနေရိုက်သွားတာတို့အဲ့သူတို့ထမင်းအင်းအောက်မှာထမင်းအိုးတွေပါလေတဲထားထမင်းအိုးတွေကိုဆွဲလှန်ပစ်တာတို့ခါလေနှိုက်စားသွားတာတို့တော့ရှိတယ်ဗျအဲ့တော့ကိုယ်တွေလည်းစဉ်းစားလို့မရဘူးဒီကောင်တည့်ရဲလာဘာကောင်နေတော်တော်ထူးထူးဆန်းဆန်းတက်တော်ပါပေါ့နော် တရားဆိုလဲဒီလိုပိရိတ်တွေပါနေရွက်လဲပြေးမယ်ပေါ့နော်အိမ်ကဘုရားရှိခိုးမျှဝေနေပါနေရလဲအနာကလည်းဘုရားရှိခိုးမျှဝေနေကြတယ်ဒီကောင်ကြားရင်လဲကြွက်လောက်မယ်ဘလို့လဲစဉ်းစားလို့လည်းမရ तू ကတော်တော်အတင့်ရဲ့ခြောက်တာအလူတွေကိုများကြောကုန်းနေပါတယ်ရိုက်လိုက်ရင် तू လက်ဝါးတေးသေးရလေးတောင်ထင်နေပေါ့အဲ့တော့ဒီတရားအကြောင်းဟာကျွန်တော်တို့ဘလို့မှကိုဖြေထုတ်မရအောင်ဖြစ်နေအဲ့ဒါနဲ့ now ကျွန်တော်တို့ဒီ channel ပြောင်းပြီးတော့ ပြောင်းပြီးတော့ဟွာလောက်ကြာတော့ဗောနော်10နှစ်ပတ်ဝန်းကျင်လောက်လဲရောက်တော့10နှစ်ပတ်ဝန်းကျင်လောက်လဲရောက်ရောဒီခြံကိုလုပ်ငန်းရှင်တယောက်ကဝယ်လိုက်တာဝယ်လိုက်ပြီးတော့သူစံဆက်ထောင်မဲဆိုတော့အများကလည်းဒီခြံကတရေ၆တယ်ဘာညာပြောကြတော့သူကလည်းအဲ့ဒါထွန်ဆက်တွေနဲ့မြေကြီးတွေထွန်မြေနှုတ်ကမွာတွေရုတ်ပေါ်လေအဲ့လိုတွေရုတ်ပြီးတော့နောက်ဆုံးကြတော့ဒီခြံရှိမှာဘရောက်ပင်တပင်ရှိတယ် အဲ့ block pin ကအကောင့်အကောင့်ကြီးအထဲမှာအကောင့်ကြီးရှိတယ်အကောင့်ကြီးရှိတယ်အဲ့တော့ဒီ block pin ကြီးကစံစက်အချိန်နဲ့ဆိုရင်တုံခါလို့ရှိရင်လဲမယ်အိမ်ဒီပါလီစံစက်တွေပေါ့ပြိမယ်သူတို့ကအလားစက်လေးထောင်မှာဆိုတော့အဲ့နဲ့ဒီ block pin ကိုလှဲမယ်ဆိုလှဲတာ block pin ကိုလှဲတော့ block pin ကမိုးချုပ်သွားပြီးမပြတ်သေးဘူးမပြတ်သေးတော့အကောင့်ကြီးကတော့ပေါ်လာပြီပေါ့လေအဲ့ဒီသူတို့တွေထားခဲ့ပြီးထွက်သွားတယ်ထားခဲ့တဲ့အချိန်မှာပဲဒီ ကလေးလိုလိုအကောင်လေးရဲ့အတန်လေးပေါ့အာအော်တာသူငိုသလိုပေါ့နော်ဝင်းနေတဲ့အတန်လိုလိုငိုတာအော်တာအဲ့ပတ်ဝန်းကျင်အိမ်နေလေးငါအိမ်အကုန်ကြားရတယ်ဒီကောင်အော်တာဟာဘလို့ဖြစ်တာလဲဒီဘလို့နေသေးရဒီတစ်ပင်မှမြနေတာလားပေါ့နော်ဆိုတော့အဲ့တုတ်တပင်လှဲလို့ပဲမကျင်းတတ်လို့អော်တာလားပေါ့အဲ့လိုမျိုးအတန်ကြားရတယ်ဓမီနဲ့ထိုးကြည့်တော့လည်းမတွေ့ဘူးအကုန်လုံးကလည်းဒီတစ်ပင်ခေါင်းထဲကြတော့လည်းမကြည့်ရဲကြအောင်လीအဲ့နဲ့မနဲ့ကြတော့အဲ့တပင်ကိုသူတို့ဆက်လှဲမှာပေါ့နော်အဲ့ဒီအချိန်မှာ ဲ့ဒီတစ်ပင်အခေါင်းထဲကနေပြီးတော့လူနီလေးကထွက်လာတာထွက်လာပြီးတော့ဒီကျွန်တော်တို့ခြံဘက်ကိုပြေးလာလိုက်အဲ့အခေါင်းထဲကိုပြေးဝင်လိုက်နေပေါ့နော်အဲ့အခေါင်းထဲကိုပြေးရလိုက်တစ်ပင်အခေါင်းထဲကိုပြေးရလိုက်နေနှစ်ခေါက်သုံးခေါက်လောက်တာကိုကျွန်တော်အမေကအောက်ဆင်းလာရင်လည်းတွေ့လိုက်တာတွေ့ပြီးအမေကလည်းဟာဒီလူနီသေးရဲ့ငါတွေ့ပြီပေါ့ငါတွေ့ပြီဆိုပြီးတော့အဲ့ဒါနဲ့ကြောက်နေတာအဲ့ဒါလူနီသေးရဲ့ဒီတစ်ပင်ကနေអော်နေတာပဲပေါ့អော်နေတာပဲဆိုတော့အဲ့ဒါနဲ့မနဲ့လဲမိုးလင်းရော အဲ့ဒီတပင်ကြီးကိုလှဲကြတာအဲ့တပင်ကြီးကိုလှဲလဲလှဲရောဘာဖြစ်တယ်လဲဆိုတော့တပင်ကိုလှဲတာဘာဖြစ်တယ်လဲဆိုတော့တပင်လဲလှဲလိုက်ကောတပင်အခေါင်းထဲကနေအဝတ်အစားတွေလူအသုံးဆောင်ပစ္စည်းတွေအများကြီးပဲထွက်လာတာတချို့ကျွန်တော်တို့အိမ်ကနေပျောက်သွားတဲ့ဒဏ်ကွက်တို့ဒဏ်ကြိုက်တို့ပေါ့နော်လူသုံးတဲ့ဒီ brush တို့ဒါမျိုးတွေပေါ့အိမ်နီးနားချင်းတွေကလည်းပျောက်ပေါ့နော်ဟိုလူကဟိုလူပျောက်သလိုဒီလူပျောက်သလိုဖြစ်တဲ့ အဲနဲ့နဲ့ချီပြီးပျောက်ထားတဲ့ပစ္စည်းတွေမှန်သမျှဆွေးကြတယ်ကဆွေးပေါ့နော်အဲ့တက်ကောင်းထဲမှာဒီကောင်းယူတာဒီကောင်းယူတာအာအဲ့တော့မှဟာဒီကောင်းကတရေလဲဖြစ်သေးတယ်ပစ္စည်းလဲခိုးသေးတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့ဒါအဲ့ဒီတပင်လဲလဲသွားပြီးတဲ့ကဒီလူနေုံမတွေ့တော့ဒီကောင်းဘယ်ဟိုပြောင်းသွားလဲဘယ်ဟိုရွှေ့သွားလဲလဲမသိဘူးပေါ့နော်နောက်တော့မှကျွန်တော်တော်တဲ့ကမုတ်ဆိုးတွေပါနေခင်တော့မေးကြည့်တော့မှ အာတော်ထဲမှာလည်းရှိတယ်တဲ့အဲ့လိုငါတို့ထမင်းကြိုက်တွေပါလို့လာနှိုက်စားတယ်တို့ပစ္စည်းတွေကိုရွှေ့တာတို့ပါလို့ရှိတယ်အဲ့လိုပဲတတောင်တတာလောက်အကောင်လေးတဲ့အဲ့ဒါကိုတောလူလို့ခေါ်တယ်တဲ့တောလူလို့ခေါ်တယ်ပေါ့နော်ဒါကရှိတယ်ပေါ့နေရာတိုင်းတချို့နေရာတွေမှာရှိတတ်တယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်နောက်စားအုပ်တွေပါလို့ဖတ်တော့လေစားအုပ်ထဲမှာလည်းဒါစမင်တို့ပါလို့လို့မျိုးပေါ့နော်အကောင်တွေပေါ့ဒီတနေ့နိုင်တိုင်းတို့ပါလို့မှာတော့ရှိတယ်ပေါ့အဲ့လိုအကောင်သေးသေးလေးတွေနဲ့ရေအောက်မှာနေနိုင်တဲ့အကောင်တွေလည်းရှိတယ်ပေါ့နော်အဲ့လိုတရေတစီလို့တတ်တော်ပါတစ်မျိုးရှိတယ်ပေါ့ အဲ့တော့မှအော်ဒီလိုတတ္တဝါမျိုးရှိပါသလားပေါ့ဒီကောင်ကလည်းတရေလိုပဲလीနော်မင်းစားလိုလိုတရေလိုလိုပေါ့နော်အဲ့တော့အဲ့ဒါနဲ့ကျွန်တော်နောက်ဟိုညာဘက်ရောက်တဲ့ခါကျတော့ကောလင်းရဆရာတော်တယောက်ကိုဆရာတော်တဘာကိုမေးတဲ့ခါကျတော့ဆရာတော်ကလည်းဒီသူတို့လူဘဝတော်တွေပါလေလင်စင်းရပေါ့ယဟန်မောသင်ကတော်တွေပါလေလင်စင်းရအဲ့လိုအကောင်မျိုးတွေ့ဦးတယ်ပေါ့သူတို့ကတော့ဒါမုတ်ဆိုးတွေကတော်လူလို့ခေါ်တယ်ပေါ့နော်လူတွေကိုချောက်တယ်လှန့်တယ်နောက်တယ်ပေါ့နော်လူတွေရဲ့အတုံးဆောင်တွေကိုလည်းယူတယ်ပေါ့နော် လူတွေအဲ့လိုတောလူဆိုတာအဲ့လိုတိတိလေးရှိတယ်ပေါ့လူနီလေးလည်းခေါ်တယ်တောလူလည်းခေါ်တယ်ပေါ့ဩအဲ့လိုတတ်တော်ဟာလည်းလောကကြီးမှာရှိတတ်ပါလားပေါ့နော်အခုမှအဲ့လိုအเจ้าကျိုးတွေဆက်ပြီးတော့တွေ့ဘူးတဲ့တွေ့ဘူးတဲ့လူကလည်းအတော်ရှားတယ်တွေ့ဘူးတဲ့လူကလည်းတချို့မင်းရင်မသိဘူးတချို့မုတ်ဆိုးတွေလောက်တော့လည်းမှတွေ့ဘူးတယ်အကျွန်တော်တို့ကတော့ကိုယ့်အိမ်ပင်နာတပင်ထဲမှာရှိလို့ဒီလူနီလူနီလေးကိုပေါ့နော်တောလူတရဲလေးကိုတွေ့ဘူးတာပေါ့အဲဆရာတော်ကလည်းဒီ calling back မှာသူတို့ calling back ကဒီ chat တင်း အဲကျိုးဝိုင်းတို့ဘာတို့ပေါ့နော်အဲတောတွေထဲမှာဒီလိုအကောင်မျိုးတွေတောထဲမှာတော့အဲ့လိုအကောင်မျိုးတွေပေါ့နော်တကောင်နဲ့မဟုတ်ဘူး၃လေးကောင်နဲ့ရှိတယ်ပေါ့နော်အထီးလည်းရှိတယ်အများကတော့အထီးလေးတွေများတယ်ပေါ့နော်အထီးလိုပုံစံမျိုးပေါ့ဒါပေမဲ့စပင်ကတော့ဖွာလာနေပေါ့နော်အထီးအမှရှိကျင်လည်းရှိမယ်တိတ်လည်းဖမ်းလို့လည်းမမိဘူးပေါ့နော်ဖမ်းလို့လည်းမမိဘူးဒီခါလေးတနက်တွေပိုင်းနဲ့၆ပြရတာတော့ရှိတယ်ပေါ့ဆိုတော့မှဩဒီလိုတတ်တော်ဝါးရှိသေးတာပဲလို့အဲ့တော့ ဘုရားဟောကလည်းကုန်းမာနေကိုကလေးရေးမာနေဆယ်ကလေးတဲ့နော်ကိုမသိနိုင်သေးတဲ့တတ္တဝါတွေကလောကကြီးမှာအများကြီးရှိသေးတယ်ပေါ့ကျွန်တော်ကတော့ဒါဒီလူနီတစ်စေးလေးအကြောင်းကိုဒါငငယ်ရကြုံမှုတော့ပေါ့နော်ဒီမသိသေးတဲ့လူတွေကိုပြောပြတဲ့သဘောပါနော်